်သတ္တရသာသမီချနာမိတ်ဆွေများအားလုံးမင်္ဂလာပါကုမရာအောင်ပေရင်ဟောစရာကနာကရင်ပြဆက်ချရဲဆရာ2025မှာ22ရက်ဆရာ2025တပတ်တင်ဟောပြောပြတော့မှာဖြစ်ပါတယ်သတ္တရသာသမီတွေဟာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မပြောင်းမရှိပဲနေလဲရတယ်နောက်လုပ်ငန်းအတွက်ပေါ်ပါလို့ရောက်ရှိမဲ့ဆွေလည်းကောင်းတယ်အဲဒါအခွင့်အရေးအချင်းတွေပေါ်မှာမူတည်ပြီးတော့အလုပ်အကင်တွေပေါ်ပေါက်မယ်ကောင်းတဲ့လုပ်ငန်းတွေလောရမှာဖြစ်ပါတယ်ကောင်းလဲကောင်းပါတယ်အစ်တလဲကောင်းပါတယ်လို့ကျွန်တော်နေဟောပြောပေးလိုပါတယ် လုပ်ငန်းကြီးတွေနဲ့လုပ်ငန်းတိုးချစ်တာလုပ်ငန်းတက်တီးဆောက်တာတွေအင်မတန်မှကောင်းတဲ့ကာလဖြစ်ပါတယ်နော်လုံငန်းလျှောက်လို့တဲ့ကျွန်တော်ညီငယ်ညီမညီမငယ်များအတွက်လည်းလုံငန်းလျှောက်မယ်ဆိုရင်ရနိုင်ပါတယ်အလုပ်ကံတွေကောင်းပါတယ်အေဂျင့်လုံငန်း online လုံငန်းအုပ်လုံငန်းနဲ့ပတ်သက်တဲ့အိုးလုံငန်းနဲ့ပတ်သက်တဲ့လုံငန်းတွေလည်းကောင်းပါတယ်နောက်ဆောက်လိုက်တဲ့ပတ်သက်တဲ့လုံငန်းတွေလည်းကောင်းမှာဖြစ်ပါတယ်နော်ရှက်ပစီဝန်ကြီးရှိတယ်ဇာဝေးရဝန်တာဇာသတင်းစကားကြီးကြားမယ်အင်္ဂလန်နေဖြစ်တဲ့စာစီစေစာဆက်ပစီအချိုးပေးအောင်ကြပါလေအထူးအဖြစ်တော့ပွဲစားလုံငန်း နော်ပွဲစားလုပ်ငန်းဖလိုက်တာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးအောင်မြင်မယ်နောက်ကဖုန်းလုပ်ငန်းတွေအကျိုးပေးအောင်မြင်မှာဖြစ်ပါတယ်နောက်ကမြေဝင်ငွေရှိရယ်မြေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုယ်ကစီမံဆောင်ရမှာဆိုလို့ရှိရင်အဆင်ပြေမှာဖြစ်ပါတယ်ဝါရာရေးကိုအဓိကထားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ထိတ်ချအောင်မြင်မယ်ကိုယ့်ရဲ့ရည်ချက်တွေအထမ်းရောက်မယ်လို့ဟောပြောပေးရမှာဖြစ်ပါတယ်ပညာရေးတွေလည်းကောင်းပါတယ်အထယ်ထယ်လေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အញ្ញခိုက်တွေကျွမ်းရတတ်တယ်ကျောင်းသားဝယ်မှတွေဖြစ်တတ်တယ်လူမျိုးခြားနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေဖြစ်ပေါ်တတ်တယ် အဆင်မပြေမှုတွေများတတ်ပါလေနော်ငွေလိမ်ခံရတာတွေထွက်နေတဲ့ငွေတွေပြန်လဲပြီးတော့ဝင်တတ်တာတွေနောက်ငွေကြီးနဲ့ပတ်သက်ပြီးတော့နော်ဟိုဘယ်လိုခေါ်မလဲဆိုတော့အញ្ញန့်ခိုက်တွေအနှဲငယ်ရှိတယ်နောက်တစ်ခုကကားလုံငန်းကြောက်လုံငန်းကုန်လုံငန်းတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအဆင်မပြေမှုလေးတွေဖြစ်ပြီးမှနောက်ပိုင်းမှာအဆင်ပြေလာတာကိုတွေ့ရမှာဖြစ်ပါတယ်လူမျိုးရဲ့အနောက်ဆက်တွေပဲကျွမ်းရတဲ့သာသမိကျမရဲ့ညံ့တာသာသမိနဲ့ပတ်သက်ပြီးပူပင်ဒုက္ခတွေကျွမ်းရတာရွှေထွက်တာရွှေကြောင်းစကားများစရာပေါ်ပေါက်တာဒါမျိုးတွေဖြစ်ပေါ်တတ်ပါလားနော် နောက်ခီးရတော့ခီးဝေးရုပ်ရက်သွားတယ်ဂိမ်းဖြစ်ပေါ်လာတတ်ပါတယ်သွားလို့ရှင်လဲကောင်းပါတယ်ဗောနော်ခီးနဲ့ပတ်သက်ပြီးတော့ဒီဝင်နဲ့ပတ်သက်တဲ့အခြေအရေကတော့ရံဖြစ်လိုက်ပြန်ဖြစ်လိုက်ဆိုတော့အဝဲမာလို့လည်းမဟုတ်ဘူးအရန်အစဉ်ပြေနေရလို့လည်းမဟုတ်ဘူးဗောနော်အိမ်ကြောင်ကြီးကတော့ကောင်းပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးခြေသာပိသားများအနေနဲ့ဘာမှလုပ်ဆရာမလိုဘဲနဲ့ကျမ်းမာရေးကောင်းပါတယ်အထူးသဖြင့်ခြေသာပိသားများကကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့စီမံဆောင်ရွက်တဲ့ကိစ္စတွေကအောင်မြင်မှာဖြစ်ပါတယ်စီးပွားရေးဥမော့လာမှာစီးပွားရေးတက်မယ်လို့ဟောပြောပေးမှာဖြစ်ပါတယ်မိခင်လည်းကျမ်းမာရေးကောင်းပါတယ်ဖခင်လည်းကျမ်းမာရေးကောင်းပါတယ် ကျေရာအနေနဲ့ဗိုင်းစားထားမယ်ဆိုလို့ရှင်စမုစာ၅ခုဖျားကိုလူကလူကစုတောင်းပါနော် အကြောင်းအားဖြင့်မြညရောင်ရဲ့အဝါရောင်ရဲ့အကျိုးပေးပါတယ်ခဏအားဖြင့်၃ခါအကျိုးပေးပါတယ်အင်္ဂါနေ့လိုစတပရိနေ့လိုကကျွန်တော်ရဲ့စတပိတာသိမိစေများအတွက်ကောင်းတော်နေတူးနေနေစကြပါတယ်စတပိတာသိများအားလုံးစိတ်ချနာရင်ကိုကြားမှာကျွန်တော်ပြန်ဆောင်ကြပါခင်ဗျာတောက်ကြတာသိကျွန်တော်မိစေများအားလုံးမင်္ဂလာပါကုမုဒရာအောင်ဘေးရင်ဟော့စလန်ကနကနေပြီး၁၆ရက်ဆယ်လ၂၀၁၅မှာ 22ရက်10လ2025တပတ်တွင်ဟောပြောဟောပြောပြီးတော့မှာဖြစ်ပါတယ်။ကောက်ကြသားသမီးတွေဟာလုပ်ငန်းမှာမထင်မှတ်ဖက်နဲ့ကောင်းတဲ့လုပ်ငန်းတွေရောက်လာတတ်တယ်။အထင်ကောက်ချရတဲ့နေပြီးအလောက်ကနေကောင်းလာတာမျိုးတွေတွေ့ရမှာဖြစ်ပါတယ်နော်။အဲဒီတော့အေဂျင့်လုပ်ငန်းအွန်လိုင်းလုပ်ငန်းတွေကောင်းတယ်။ကြီးခဲ့သူကိုညီမဆမှုတွေပေါပေါက်နိုင်ပါတယ်။အုပ်လုပ်ငန်းအုပ်လုပ်ငန်းတွေလည်းကောင်းပါတယ်။နောက်တစ်ခုကလုပ်ငန်းတုတ်ချဲ့ကိစ္စတွေလည်းလုပ်နိုင်ပါတယ်ကောင်းပါတယ်နော်။အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ကိစ္စမှန်တယ်များအားလုံးကောင်းပါတယ်လို့ဟောပြောပေးလိုပါတယ်။စီပိုင်းနဲ့ပတ်သက်ပြီးတော့လည်းစီပိုင်းကဟို ိုထင်တယ်လို့မမြန်ဘူးလို့ဟောပြောပေးမှဖြစ်ပါတယ်နော်အဲ့တော့ဆက်ပစ္စည်းအချင်းကြောင်းအချင်းအပြောင်းတွေကြုံမယ်ရဝေးအဆက်အသွယ်ကောင်းတွေရောက်လာမယ်နော်အင်္ဂါတန်နဲ့ဖြစ်တဲ့စံစီစစဆက်ပစ္စည်းလုပ်ငန်းလေးရှောင်းလို့ရှောင်းဝယ်လို့ဝယ်ဆိုတဲ့ကိစ္စမှန်တယ်များအားလုံးလုပ်နိုင်ပါတယ်ကောင်းပါတယ်အကျိုးပြုတဲ့ကိစ္စတွေပါပါတယ်လို့ဟောပြောပေးမှဖြစ်ပါတယ်မြေနဲ့ပတ်သက်ပြီးရောထက်မဲ့မြေရောဝင်လာပြီးရောဝင်မဲ့မြေပြတ်ထွက်တယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်အဲ့တော့တချို့မြေအယောင်းဝယ်ကိစ္စတွေမှာတော့ပရိကောက်ကလေးအနေငယ်ကျုံတတ်တယ်ပေါ့နော်အဲ့တော့အချင်းပြောင်းနေရှိတယ်ဝင်မဲ့ ဝင်မယ်ဆိုတော့မြေကနော်ဆက်ချင်းမဝင်မဝင်မဲနဲ့ပေါ့နော်မြေထွက်ပြီးမှဝင်မယ်ဆိုတော့ဂိမ်းပေါ့ဝင်လာတဲ့မြေကလည်းမမြဲပဲနဲ့နောက်မြေနောက်မြေဝင်လိုက်မှတော့မြေကမြဲသွားမှဖြစ်ပါလေနော်မြေမြေဝယ်ဖို့လို့မြေယူထားဖို့လို့မြေနဲ့ပတ်သက်ပြီးစီးပွားရေးလုပ်ငန်းတွေဆောင်ရွက်နေပဲဆိုလို့ရှိရင်အဲ့လိုမတင်မကြပုံစံမျိုးတွေဖြစ်ကြတယ်ပေါ့နော်နောက်ဖုန်းနဲ့ပတ်သက်တဲ့ကိစ္စကြီးကောင်းတယ်ပွဲစားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းပါတယ်နောက်လူမှုကျန်းတဲ့ပတ်သက်တဲ့ကိစ္စကြီးကောင်းတယ်အထက်ထက်လေးလုပ်ငန်းတွေလည်းကောင်းပါတယ် နိုင်ငံရေးဌာနနဲ့ပတ်သက်တဲ့ကိစ္စကြတွေကောင်းတယ်။ငွေကြေးချင်းနဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့ဆောင်ရှောက်မှုတွေပေါ်ပေါ်တတ်တယ်ပေါ့နော်။နောက်ကားလုံငန်းကြောက်လုံငန်းတွေနောက်ဈေးကွက်ပြဌာန်းတွေတွေကျွမ်းနိုင်တယ်။လူမွေးကြရနာလေးတွေကတော့ကြရနာဖြည့်ရှင်းပြီးမှကိုယ့်ရဲ့ကိန်းတွေကကောင်းလာတော့တွေ့ရလိမ့်မယ်။သားသမီးတွေပတ်သက်ပြီးတော့အချိန်လေးကောင်းတယ်သားသမီးဝမ်းသာစရာပြင်စကားကြီးကြားမယ်နော်ကြားဝေးကြားနေတဲ့သားသမီးတွေကိုရှိုးပြန်ရောက်လာနိုင်တယ်ပေါ့နော်နောက်ခီးချုံနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ခီးသွားရတဲ့အင်းအင်းဆောက်ကင်းတွေပေါ်ပေါက်နိုင်ပါလေအင်းပြင်းအင်းဆောက်ကင်းတွေလည်းပေါ်ပေါက်နိုင်ပါလေအဲ့တော့ လူငယ်နဲ့ပတ်သက်တဲ့အခြေအနေဆိုလို့ရှင်လက်လှယ်စားမှုတွေများတတ်တယ်ဒီမှာရှင်းနေပတ်သက်ပြီးအဆင်မပြေမှုတွေများတတ်ပါတယ်အိမ်တော်ကြီးကောင်းပါတယ်နောက်မိခင်ကျမ်းမိုက်နေပြီးအကျောနဲ့ပတ်သက်တာနိုင်ငံညံ့တတ်တယ်တောက်ချတာတွေများအနေနဲ့ကျမ်းမကြီးကောင်းပါတယ်အဲ့တော့ဖခင်လည်းကျမ်းမကြီးကောင်းပါတယ်ဇေရီယာအနေနဲ့ဘာကြီးဆောင်ရထားမယ်ဆိုလို့ရှင်ရှောက်တိတုတ်တပကံဖျောက်လူဝလူဝဆူတောင်းပါနော်အကြောင်းအားဖြင့်အစင်းရောင်ရဲ့အပြာရောင်ရဲ့နောက်အကြောင်းဖြောက်တော့အကြောင်းလေးတွေရောက်စအကွက်ကလေးတွေလည်းအကျိုးပေးပါတယ် ကနအားဖြင့်၄၆အကျိုးပေးပါရယ်ပေါ်တုံးနေတောက်ကြနေတော့မိတ်ဆွေတောက်ကြတာတွေများတွေ့နေကောင်းနေမြတ်ကြပြကြပါရယ်တောက်ကြတာတွေများအားလုံးစိတ်ချမ်းသာခြင်းကိုကြားမှကျွန်တော်ပြုဆောင်ကြပါလိမ့်ခင်ဗျာစနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကုမုဒ္ဒရာအောင်ပေရင်ဟော့စလန်ကန္နာကနေပြီးရော16ရက်10လ2025မှာ22ရက်10လ2025တပတ်အတွင်းစနေသားသမီးများအတွက်ဟောပြောပေးတော့မှာဖြစ်ပါရယ်စနေသားသမီးတွေဟာစိတ်တဲ့လူတွေဘဝတည်းဆိုတဲ့ကိန်းကိုပြန်လည်ပြီးရောကြောက်ရောက်တဲ့ကိန်းဖြစ်ပါတယ်နော် အဲ့တော့လုပ်ငန်းတွေပြန်လည်ပြီးတော့လုပ်လုပ်ကြရမယ့်အနေအထားမဖြစ်လေလုပ်ငန်းအဟောင်းအသစ်ကိုတွဲပြီးတော့လုပ်ရတဲ့အနေအထားမျိုးအဟောင်းဆိုတဲ့လုပ်ငန်းအဟောင်းပေါ့နော်အလုပ်တွေလုပ်မှဆိုရင်လည်းဖြစ်တယ်အဲ့တော့ဒီတက်မှာကိုယ့်ရဲ့ဟိုရွေးချယ်တဲ့အပိုင်းကကိုကောင်းမြတ်တဲ့အက်ကိုရွေးချယ်ပါပေါ့နော်အဟောင်းလည်းကောင်းတယ်အတိတ်လည်းကောင်းတယ်လို့ပြောမှဖြစ်ပါတယ်အေးချုပ်လုပ်ငန်းဝင်လဲလုပ်ငန်းအုပ်လုပ်ငန်းနေဟောအိုးနဲ့ပတ်သက်တဲ့လုပ်ငန်းမှန်တယ်များအားလုံးကောင်းပါတယ်ဒီကတော့ကိုကြီးမဆာကိုပေါ်ပေါ်ပဲရှိပါလေနော်ငွေတွေလည်းဝင်ဝင်လာပါလိမ့်မယ် ငွေတွေကထိပေါက်တဲ့ပုံစံမျိုးငွေအစုလိုက်ပုံလိုက်ဆိုတဲ့ပုံစံမျိုးပေါ့နော်ငွေဝင်ငွေရှိရဲ့စုမဲ့ပေါက်ကင်းရင်းတွေရှိတယ်အဲငွေကန်တွေကောင်းတယ်လို့ဟောပြောပေးလိုပါတယ်ကားလုံငန်းကြောက်လုံငန်းနော်အင်ဂျင်လုံကွန်ပျူတာလုံငန်းတွေအားလုံးကောင်းပါတယ်အိမ်မတမကောင်းတဲ့ကာလဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကနောက်ဘယ်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအညံ့နေကြုံတတ်တယ်ဆက်ပစ္စည်းနဲ့ပတ်သက်ဆက်တွေထွက်မယ်ထွက်ပြီးမှဝင်မယ်ဆိုတဲ့ကိန်းပေါ့နော်အဲ့တော့ဆရာဆရာနဲ့ပတ်သက်တဲ့ကိစ္စတွေသူတို့ဘောတူစောင်းတယ်ဘေကပတနာစီပိုင်းနဲ့ပတ်သက်ပြီးဆိုရင်လည်းရေသင်းလောက်ပါစီပိုင်းနဲ့ပတ်သက်ပြီးရောနော် စီးပွားနဲ့ပတ်သက်ပြီးတော့နောက်ကိုယ့်ရဲ့ယုံကြည်မှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အကုန်လုံးအပြည့်အဝယုံကြည်လို့မရဘူးပေါ့နော်ဂရိကုကပြတ်သွားတဲ့အနေအထားမျိုးတွေစီးပွားရေးမှာစီးပွားရေးမှာလူရဲ့ယုံကြည်မှုအပေါ်မှာပုံအပ်ထားလို့မရဘူးကိုယ်ကိုယ်တိုင်ရွေးချယ်ရမယ်ကိုယ်ကိုယ်တိုင်လုပ်ငန်းကိုဦးစီးဆောင်ရမယ်အနေအထားမျိုးလို့ပြောအောင်ဖြစ်ပါတယ်နော်တာသမီအောက်လက်ငရတာနဲ့ပတ်သက်ပြီးတော့ကိန်းတွေကောက်ပါတယ်ရှင်သွေးငယ်ရတာတွေလည်းကျွမ်းနိုင်ပါတယ်လူမင်္ဂလာဆောင်ကိစ္စတွေပေါ်ပေါက်လာမှာဖြစ်ပါတယ်နော်အလူတန်းကိန်းတွေလည်းကျွမ်းနိုင်ပါတယ်အဲ့ဒါကမိတ်ဆွေပေါင်းတဲ့ကိုကြီးမဆောက်ပေါ့မယ် ပွဲစားလုပ်ငန်းတွေကျိုးပေးမယ်ဖုန်းလုပ်ငန်းတွေလည်းအဆင်ပြေမယ်ဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းပါတယ်နောက်ခီးဝေးသွားတဲ့ကိစ္စမျိုးတွေဖြစ်ပေါ်မယ်သွားရတဲ့ခီးတွေမှာလည်းအဆင်ပြေမယ်အကျိုးပြည့်မယ်လို့ပြောရမှာဖြစ်ပါတယ်နောက်စနေသားပြည်များအနေနဲ့ကိုယ့်ရဲ့ထင်ပေါ်ကြေကြာမှုပိုင်းဆိုင်ရာကိုလောလောဆယ်နှိမ့်ချပြီးတော့ကိုလိုချင်တဲ့စီးပွားရေးငွေကြေးကိစ္စတွေကိုမြက်ကွက်ကလေးထားပြီးတော့နော်ချိတ်ပြီးတော့အလုပ်လုပ်တက်ပါတယ်လို့ဒီတစ်ပတ်မှာကျွန်တော်အနေနဲ့အကြံပေးပြီးဟောပြောလိုပါတယ်နော် နောက်အထည်ထည်လုပ်ငန်းတွေလည်းကောင်းပါတယ်နိုင်ငံခြားလူမျိုးခြားကိစ္စရပ်တွေလည်းကောင်းပါတယ်အခြေအနေပတ်သက်တဲ့ကိစ္စတွေအင်မတန်ကောင်းတယ်ဝန်တာဆရာပြင်စကားကြီးကြားမယ်ကွဲကွာနေတဲ့အခြေအနေတွေလည်းပြန်ပြီးတော့အဆင်ပြေမယ်အိမ်တော်ကြီးမှလည်းကွဲကွာနေတဲ့အိမ်တော်ကြီးရှိရင်လည်းပြန်လဲပြီးတော့ပေါင်းစည်းရတဲ့အိမ်တော်ကြီးဖြစ်ပါတယ်နော်လက်ရှိရှိလေးကအိမ်တော်ကြီးလည်းကောင်းပါတယ်လို့ကျွန်တော်နေဟောပြောပေးလိုပါတယ်ဂျမိုင်းနဲ့ပတ်သက်ပြီးတော့စနေသားသမီးတွေကစိတ်ပဲပေါ့အလေးကပဒနာစိတ်ဆိုတာမတင်မကျဆိုတဲ့သဘောမျိုးဆောင်းတယ်အဲ့တော့ကိုယ့်ရဲ့ယုံကြည်တဲ့မယုံကြည်တဲ့ကိုယ်နဲ့တွဲဖက် လုပ်ငန်းတွေအာအပုစံမျိုးတွေလုပ်တဲ့အခါမှာကိုကအခရာကြတယ်ကိုကိုတိုင်းပဲနော်အဲကိုဗါတယ်ကိုထူးကိုထူးကိုတောင်မယုံနဲ့လို့ပဲပြောရမှာဖြစ်ပါတယ်နော်ကိုကလွှဲရင်ကိုထူးကိုတောင်မယုံနဲ့ဆိုတဲ့ case တော့ကိုကိုတိုင်းပဲဟိုဒိဋ္ဌာပြီးရောဆောင်းချင်တယ်ကိုရဲ့အောင်မြင်မှုတွေကကိုလက်ထက်မှာရှိတယ်လို့ဟောပြောပြရမှာဖြစ်ပါတယ်နော်အဲ့တော့နောက်တစ်ခုကကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်လဲကျမ်းမာရေးကောင်းပါတယ်နော် နော်မိခင်လည်းကျမ်းမာရေးကောင်းပါတယ်ဖခင်လည်းကျမ်းမာရေးကောင်းပါတယ်အားလုံးကောင်းပါတယ်နော်ခြေရယာအနေနဲ့ပါရဆောင်းရထားမယ်ဆိုလို့ရှင်ဘုရားကိုနော်ချောကလက်နှစ်ခုပေါ့နော်ချောကလက်နှစ်ခုဘုရားကိုလူပါချောကလက်နှစ်ခုလူပါပကံဆိုလဲနှစ်ပကံပေါ့ဗျာနော်ချောကလက်နှစ်ပကံဒါမှမဟုတ်လေချောကလက်အတောင်၄၀နှစ်ခုချောကလက်နှစ်ခုဘုရားကိုလူပါခလေးလေးနဲ့ပတ်သက်ပြီးတော့ဒီပြောဝဲရှင်ပွဲတွေလုတ်ပြီးတော့အဲဆိုရပြီးချင်းငွေကြီးလက်လက်ပါပွင့်လန်းမှာဖြစ်ပါတယ်နော် အကြောင်းအားဖြင့်အဖြူရောင်ရဲ့အစင်းရောင်ရဲ့အကျိုးပေးပါတယ်အဖြူရောင်နဲ့အစင်းရောင်ကိုကျိုးပေးပါတယ်နောက်ခဏအားဖြင့်နှစ်လေးရှိအကျိုးပေးပါတယ်တင်းနလာနေတို့ဗုဒ္ဓဟူးနေတို့ကမိတ်ဆွေများရဲ့စနေသားသမီးများအတွက်နေတူနီးမြတ်ဖြစ်ကြပါတယ်စနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုကြွေးကြမ်းချင်များပြည့်စုံကြပါစေခင်ဗျာ